မီးပင်လိုပဲရှိုးရှိုးမီးမောင်တဲ့ပကြီးကမီးကွင်းတဲ့ပကြီးကမီးလောင်စေတဲ့ပကြီးကဒီလက်ရကြနေတဲ့ကောင်းကြီးရဲ့ပုံကခိုက်တယ်ဆိုတာယုံလားဒါတကယ်ဖြစ်ရတဲ့ခုပါ1980ခုနှစ်အင်္ဂလန်နိုင်ငံမှာလက်ရကြနေတဲ့ဒီကောင်းကြီးရဲ့ပုံကတနိုင်ငံလုံးကိုစိတ်ဝင်စားစေတဲ့သတင်းတစ်ခုဖြစ်လာစေခဲ့တယ်ဒီပကြီးကရဲ့နာမည်က The Crying Wife Painting ပုံလေးကဒီကောင်လေးရဲ့မျက်နှာပေါ်မှာမျက်ရည်တွေတဆက်ချင်းကျနေတယ်။မိညာနဲ့မျက်နှာလေးရဲ့ပေါ်မှာဝမ်းနဲ့နေတဲ့ပုံကို ခံစားရအောင်လို့လည်းရေးဆွဲထားတယ်။ ဒါပေမဲ့ထူးခြားတာကဒီပစီကားကိုပိုင်ဆိုင်တဲ့အိမ်တိုင်းမှာမီးလောင်မှုတွေဖြစ်စေခဲ့ပါတယ်။ပို့ပြီးတော့ထူးဆန်းတာကအိမ်တစ်ခုလုံးမီးလောင်သွားအောင်မှာဒီ The Crying Boy ပစီကားကမီးမဆွဲဘဲနဲ့မီးခိုးအောင်မဟပ်ဘဲနဲ့အပျက်စီးမရှိကြံခဲ့တာပါ။အဲ့ဒါကြောင့်ပဲမီဒီယာတွေကဒီပစီကားကိုစင်စာတဲ့ပစီကားလို့ခေါ်ခဲ့ကြလို့လူတွေကစပြီးတော့ကြောက်လာခဲ့ကြတယ်။ တချို့သူတွေကဒီပစီကားကိုမိခဲကိုထဲရှို့ပစ်ကြတယ်။တချို့သူတွေကတော့ဖျားเจ้าနားမှာပစ်ထားခဲ့ကြတယ်။သတင်းစာတစ်ခုထဲမှာတော့မှ Every House That Old The Crying Blind Husband Down ဆိုတဲ့ခေါင်းစဉ်နဲ့ပါခဲ့သေးတယ်။တချို့ကတကယ်ကိုယုံကြည်ကြတယ်။ပုံတွေကကောင်လေးကမီးလောင်ပြီးတိတ်ခဲ့တဲ့ခလေးတယောက်ရဲ့ဝိညာဉ်ဖြစ်ပြီးတော့သူ့ရဲ့မျက်ရည်တွေဟာမီးနဲ့အတူရှင်သန်နေရဆိုတာပါပဲ။တချို့ကကြတော့ဒီပစ္စည်းကားထဲမှာ စိတ်စားတစ်ခုရှိတယ်လို့တတိထားမိခဲ့ကြတယ်ပြီးတော့တချို့ကပြောကြသေးတယ်ဒီပကြီကားကိုဆွဲတဲ့ artist ကဒီပါမဲ့ခေတ်ဟာတခုကမီးလောက်သွားခဲ့ပြီးတော့အဲ့ဒီထဲမှာတည်ဆုံးခဲ့တဲ့ကောင်လေးတွေအတွက်ပေါ်ဆွဲထားတာဆိုပြီးတော့ပြောခဲ့သေးတယ်အဲ့ဒီအရာကမီးလောက်စေတဲ့အထိစေစာတွေကနောက်ကနေလိုက်လာခဲ့တယ်လို့ယုံကြည်ကြတယ်ဒီနေ့ထိပါပဲအင်္ဂလန်နိုင်ငံကအမှုပညာပြတဲ့တချို့မှာဒီပုံကို သွားထိရောင်မျိုးရမလို့ကြတော့ဘူးသူတို့ကဒီပကြီကားကိုပုံလေးတစ်ပုံပဲဖြစ်ပေမဲ့လည်းနောက်မှရှိနေတဲ့ဝိညာဉ်တွေကမျက်ရည်အစားမျိုးတွေတောက်လောင်စေတယ်ဆိုပြီးတော့ပြောကြတယ်မိတ်ဆွေတို့ဆိုရင်ရောဒီအဖြစ်အပျက်ကိုတကယ်ယုံကြည်နိုင်ပါမလား